ြည်စိမပြည်သက်များအလုံးမင်္ဂလာပါဇွန်လ16ရက်နေ့ည9:00နာရီတမြည်စိမ Prime Time မြည်စိမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခန့်ပါ အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အေအေထိုးစစ်စင်နာကြောင့်ကြောက်ဖြူလေးစိတ်အနီးတိုက်ပွဲ ပြင်းထန်နေတဲ့သတင်းဒုံဆန်းစုကြည်မွေးနေ့စုတောင်းရုတ်တံဖိုင်9000ကျော်ရရှိထားတဲ့သတင်းမျိုးဆက်တစ်ခုလုံးကိုဖျက်ဆီးဖို့ကလေးတငယ်တွေကိုစစ်ကောင်စီပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ SACM ပြောတဲ့အကြောင်းနဲ့ အစ္စရေးကတီဟီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့်အီရန်ကလည်းဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်နေတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အေအေထိုးစစ်စင်တာကြောင့်ကြောက်ဖြူလေးစိမ့်အနီးတိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲဟာမြို့နဲ့နီးလာတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့လေးစိမ့်အနီးကိုအရခတက်တော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်ဒီကနေ့ဇွန်လ16ရက်နေ့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့မြို့ကန်ဒီစီကတီးအားပါတယ်။ မနေ့ကဇွန်လ15ရက်နေ့ည9:35မိနစ်မှာ AA ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒီကနေ့ဇွန်လ16ရက်နေ့မနက်ပိုင်းကစတင်လို့နှစ်ဖက်အပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားနေတာလို့ကြောက်ဖြူမြို့သတင်းမြစ်တူကမျက်စိမှောက်ပြောပါရယ်။မနေ့ညကကြောက်ဖြူမြို့အဝင်ပေါ်လေရင်ကွင်းမှာလာချတာ AA ကလက်နက်ကြီးနဲ့ပြည့်မနက်အာယုံကစပြီးအခုထိအပြန်အလှန်ပစ်နေကြတယ်။ မိသက်တွေတခြားဌာနဆိုင်ရာဝန်ထမ်းတွေကတော့မနက်ကရုံမသွားရဲကြဘူးကြောက်ဖြူမြို့အဝင်ရဲတပ်ရင်30နှစ်အနီးတဝိုက်လမ်းကွဲအဲ့ဒီတဝိုက်လေတိုက်ပွဲဖြစ်နေတယ်လို့သူကပြောပါတယ်လက်ရှိမှာကြောက်ဖြူမြို့မှာရှိတဲ့လေရင်ကွင်းအနီးတဝိုက်အပြင်ရဲတပ်ရင်30နှစ်အနီးပြိုင်းစစ်ကီကြေးရွာနဲ့တညဝရီရဲတပ်ဌာနချုပ်ကိုတွားတဲ့တစ်ပုတ်တောင်လမ်းကွဲနဲ့ဂုံချင်းတရာအနီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေတာတွင်းစီရီသတင်းမြစ်တူကလည်းပြောပါတယ် အရခတ်တော် AA အနေနဲ့တောင်းတက် TLL အပါအဝင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူအရှိန်ဟုန်မြင့်တိုက်ပွဲဆင်နွှဲနေတာကြောင့်တိုက်ပွဲအနေထားဟာကြောက်ဖြူမျိုးနဲ့နှီးဆက်လာပြီးဖြစ်တယ်လို့ CDM ဗိုလ်ကြီးစင်ရော်ကတုံ့တက်ပါတယ်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့အာရခတက်တော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခါကိုဆက်သွယ်မေးမြန်းထားပေမဲ့ပြန်လည်ဖြေကြားလာတာမရှိသေးပါဘူး။ ဒီကနေ့မှာကြောက်ဖြူမြို့နယ်မှာဒါမကစစ်တွေနဲ့ပုံနှကျွန်းအဆက်မှာရှိတဲ့အောင်တိုင်းဝါဘူကျေးွာတဝိုက်မှာလည်းနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။လတ်တလောရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီရဲ့အကြီးတန်းအရာရှိတွေတိုက်ဆုံမှုတွေရှိနေတယ်လို့တပ်ရင်းအလိုက် AAC လက်နက်ချအလင်းဝင်မှုရှိနေပြီးတိုက်ဆုံသူများပြားနေတယ်လို့စစ်ရေးသတင်းမြစ်တွေနဲ့ဒေသခံတွေကမျိုးစိမကိုဇွန်လ15ရက်နေ့မှာဖြေကြားထားကြပါဗျာ။ ဒါပြင်ကြောက်ဖြူမျိုးကစစ်ကောင်စီရဲ့စစ်ကြောင်းအင်အားတရာဝန်းကျင်ဟာလည်းဆက်သွယ်မှုပြတ်တောက်နေတယ်လို့စီဒီအမ်ဘူကြီးစင်ရောကပြောထားပါဗျ။ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီရဲ့တညဝတီရေတပ်ဌာနချုပ်ကြောက်တလုံးဖျားနီးမှာရှိတဲ့ခမရ9လေးနဲ့ဂုံချင်းရွာ နီးမှာရှိတဲ့ခမရ9လေး3ခလာရ34မြို့နီးမှာရှိတဲ့အမှတ်32ရဲတပ်ရင်နဲ့တောင်ပေါ်ကြီးရေတပ်ဌာနခွဲတို့တရှိရာဖြစ်ပါတယ်။ အာရခတက်တော်အေအေအနေနဲ့ရခိုင်ပြည်နယ်မှာအနောက်ပိုင်းတိုင်းစစ်ထဏာချုပ်နာပါခအပါအဝင်မြို့၁၄မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေကြောက်ဖူးမြန်အောင်စတဲ့နောက်ဆုံးလက်ကျန်မြို့၃မြို့ကိုတိမ့်ပိုက်ဖို့ကြိုးပမ်းနေပါတယ်ခင်ဗျာဒေါ်ဆန်းစုကြည်မွေးနေ့စူတောင်းရုပ်တံဖိုင်၅၀၀၀ကျော်ရရှိထားတဲ့တဲ့တွေနဲ့ဆက်ရအောင်ပါ အာနာသိန်းစစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံထားရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ဆုတောင်းရုပ်တံဖိုင်ပေါင်း9000ကျော်ရရှိနေပြီလို့ Sox 80 Birthday Campaign မှာပါဝင်သူကိုကလိုစေးထူးကမျက်စိမှောက်ပြောပါရယ်။လာမယ့်ဇွန်လ19ရက်နေ့ဟာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ပါရယ်။ ဗီဒီယိုလက်ခံမဲ့ရက်ကို UK စံတော်ချိန်နဲ့သတ်မှတ်ထားတဲ့အတွက်ရုပ်တံဖိုင်တွေကိုဇွန်လ20ရက်နေ့မနက်4:00နာရီအထိပေးပို့နိုင်မှာဖြစ်ပြီးလက်ရှိမှာအချိန်၄ရက်မြတာကျန်ရှိတော့တာဖြစ်ပါတယ်။လက်ကျန်ရက်မှာဒီနှုံတိုင်းတရက်ကိုတပေါင်းလုံးဆက်သွားရင်တော့ကျွန်တော်တို့ရည်ရွယ်ရည်မှန်းထားတဲ့စုတောင်းအခုရေ၈000ကပြည့်သွားနိုင်ပါတယ်လို့ကိုကလိုစိတ်ထူးကမျက်စိမှာကိုပြောပါတယ်။ မွေးနေ့စူတောင်းရုပ်တံဖိုင်တွေကို အချိန်နီးကပ်မှမပေးပို့ကြဖို့ကိုလည်းသူကမြစ်တာရက်ခံထားပါတယ်စက္ကန့်30ရှိတဲ့မွေးနေ့စူတောင်းရုပ်တံဖိုင်တွေကိုအစောဆုံးပေးပို့ကြဖို့နဲ့ရလက်နဲ့ရုပ်တံပေါင်းထုတ်လွှင့်မဲ့အချိန်ကိုလူမှုကွန်ရက် Facebook page ကနေကြေညာမယ်လို့သူကဆက်လက်ရှင်းပြထားပါတယ်။ဒုံဆန်းစုကြည်ကိုမွေးနေ့စူတောင်းတဲ့ရုပ်တံပေါင်းတောင်းတဲ့ချီစူဆောင်ပြီးဂင်းနစ်စံချိန်တင်မဲ့လှုပ်ရှားမှုမှာပါဝင်ကြဖို့ဒုံဆန်းစုကြည်ရဲ့တားငယ် Kim Harris တော်လန်အမှုပညာရှင်တွေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းပြီးလှုံ့ဆော်နေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့2016ခုနှစ်ကအိန္ဒိယနိုင်ငံဘာသာရေးခေါင်းဆောင်တဦးဟာသူ့ရဲ့မွေးနေ့ဆုတောင်းတဲ့ရုပ်တံပေါင်း3200ကျော်အထိလက်ခံရရှိခဲ့ပြီးကမ္ဘာပေါ်မှာမွေးနေ့ဆုတောင်းဗီဒီယိုအများဆုံးရရှိသူအဖြစ်ဂိနစ်မှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။အဲ့ဒီကနေ့စံချိန်ချိုးဖို့ဒေါန်ဆန်းစုကြည်ကိုမွနေ့စုတောင်းတဲ့ရုပ်တံဖိုင်၈၀၀၀ကိုစုဆောင်းနေကြတာဖြစ်ပါတယ်ခင်ဗျာ PNO ပြည်သူ့စစ်အဖွဲ့ကစီဆိုင်မြို့နယ်တပူးထိုရွာဒေသခံတွေကိုနှင်ထုတ်ပြီးကြေးရွာကိုမီးရှို့တဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ရှမ်းပြည်နယ်စီဆိုင်မြို့နယ်တပူးထိုကြေးရွာမှာရောက်ရှိနေတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကဒေသခံပြည်သူတွေကိုကြေးရွာကနေမောင်းထုတ်ပြီးတဲ့နောက်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးတပ် PLL တဲ့ရင်နဲ့ပြန်ကြားရေးအဖွဲ့ကဒီကနေ့ဇွန်လ16ရက်နေ့မှာတဲ့ရင်ထုတ်ပြန်ထားပါတယ်။ PNO ပြည်သူ့စစ်အဖွဲ့ဟာတပူးထိုကြီးရွာမှာရောက်ရှိနေတာဟာလေးလာကျော်ရှိနေပြီဖြစ်ပြီးပြီးခဲ့တဲ့ဇွန်လ9ရက်နေ့မှာဒေသခံပြည်သူတွေကိုကြီးရွာအတွင်းကနေမောင်းထုတ်ခဲ့တာလို့ထုတ်ပြန်ချက်ရသိရပါဗျာ။အဲဒီနောက်ဇွန်လ12ရက်နေ့ညပိုင်းကစတင်မီးရှို့ရာ နောက်တရက်ဇွန်လ13ရက်နေ့ညပိုင်းအထိမီးလောင်ခဲ့ပေမဲ့ရာသီဥတုအခြေအနေကြောင့်မီးလောင်တဲ့နေအိမ်ဟာ6လုံးပဲရှိခဲ့ပြီးအရေးအတွက်နေပါခဲ့တယ်လို့ PLL ရဲ့သတင်းနဲ့ပြန်ကြားရေးအဖွဲ့တာဝန်ခံခွန်ရင်းညံကပြောပါဗျာ။ လက်ရှိမှာဒေသခံတွေဟာမိုးရင်းကာလတောတောင်တွေထဲမှာဖြစ်သလိုနေထိုင်ရတာတောင်ရလုတ်ချိန်အလုံးမလုံးရတဲ့အတွက်ဝင်ငွေတွေထိခိုက်လာနိုင်တယ်လို့ခွင့်ရင်းရံကဆိုပါတယ်။စီဆိုင်မြို့နယ်နောင်ကျောကြီးရွာအုပ်စုကတပူးထိုရွာ၊ကောင်ထိုရွာ၊လွယ်ငုံရွာ၊နောင်ဘိုရွာ၊ပင်ဆက်ရွာနဲ့တောင်ရှိအကြီးရွာအုပ်စုကနောင်ထော်ရွာ ကလားလန်ရွာစတဲ့ကြီးရွာတွေမှာနေထိုင်တဲ့ဒေသခံတွေကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ကြဖို့ပို့အုပ်ပြည်သူစစ် PNO PN တွေကဇွန်လ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာမျိုးဆက်တစ်ခုလုံးကိုဖျက်ဆီးဖို့ကလေးတငယ်တွေကိုစစ်ကောင်စီပြစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ SCCM ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာနာသိန်းစစ်ကောင်စီဟာစာတင်ကြောင်းတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတာဟာရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရဖြစ်ပြီးမြန်မာလူငယ်မျိုးဆက်တစ်ခုလုံးကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်လို့မြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACCM ကပြောပါရယ်။စကိုင်းတိုင်းတပရင်းမြို့နယ်မှာရှိတဲ့စာတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရတာတလပြည့်တဲ့ဇွန်လ12ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာအဲ့လိုဖော်ပြထားတာဖြစ်ပါရယ်။ ီးခဲ့တဲ့မေလ12ရက်နေ့မနက်ပိုင်းကတပည့်ရင်းမြို့နယ်ဦးတိန်တွင်ကြေးရွာမှာရှိတဲ့စာတင်ကျောင်းကိုစစ်ကောင်စီကဂျက်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းစံမိုးဝဲဖြေဆိုနေတဲ့ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာ2ဦးသေဆုံးခဲ့ကအရသာတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ2022ခုနှစ်စက်တင်ဘာလကဖြစ်ပွားခဲ့တဲ့ လက်ရက်ကုံအစုလိုက်အပြုံလိုက်တက်ဖြတ်မှုလို့လူသိများတဲ့ထိတ်လန့်ပွဲရာ ဖြစ်စဉ်နဲ့ပုံစံတူဖြစ်တယ်လို့ SCCM ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါဗျာ။ အဲ့ဒီလောက်ရက်တွေဟာရက်ဆက်ကြမ်းကြုတ်ပြီးမြမလူငယ်မျိုးဆက်တစ်ခုလုံးကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့စစ်ကောင်စီကကလေးတငယ်တွေကိုတမင်ပြစ်မှတ်ထားတိုက်ခိုက်တာဟာထင်ရှားတယ်လို့ SCCM ကဆိုပါတယ်။ဒါ့အပြင်ကလေးတငယ်တွေကိုအတင်းအကျပ်စစ်သားအဖြစ်စုဆောင်းတာ၊နေရရင်းကနေအာရမရွှေ့ပြောင်းစေတာ၊ဖန်စီထိမ့်သိမ်းတာနဲ့လိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပိတ်ပင်တားဆီးတာစတဲ့နေလန်မျိုးစုံနဲ့ပြစ်မှတ်ထားတာကိုတွေ့မြင်နိုင်တယ်လို့ SCCM ကထောက်ပြပါဗျာ။ အဲ့လိုစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေပေါ်နိုင်ငံတကာအတိုင်းဝိုင်းကအရေးယူမှုမရှိဘဲနှုတ်ဆက်နေစေဖြစ်ပြီးမေလ12ရက်နေ့တိုက်ခိုက်မှုပြီးတဲ့နောက်နှစ်ပတ်အကြာမှာလူချင်းတွေ့ဆုံခဲ့တဲ့အာဆီယံခေါင်းဆောင်တွေဟာလည်းစတင်ကြောင်းဘုံကျဲတိုက်ခိုက်ခံရမှုအပေါ်လစ်လျူရှုခဲ့ကြတယ်လို့ SCCM ကပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးတန်တမန်ဂျူလီဘစ်ရှော့က2025ခုနှစ်ဇွန်လ10ရက်နေ့ကုလသမဂ္ဂအထွေထွေညီလာခံကိုအစီရင်ခံတင်ပြရမှာ မြန်မာနိုင်ငံဟာမိမိရဲ့လုံရက်တွေကြောင့်ပင်မိမိကိုယ်ကို ပြန်လည်ဖျက်ဆီးတဲ့အတဝိနာတလမ်းစဉ်ပေါ်မှာရှိနေတယ်လို့ပြောပြီးအဲ့ဒီဖျက်ဆီးမှုဒဏ်ကိုအဓိကခံနေရတာဟာကလေးသူငယ်တွေဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ကလေးသူငယ်တွေကိုကာကွယ်စောင့်ရှောက်ဖို့အတွက်လူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့နဲ့ရှေ့ဆောင်ဥရွက်ပြုပေးဖို့ကုလသမဂ္ဂကလေးသူငယ်ခွင့်ရေးဆိုင်ရာကော်မတီနဲ့ကလေးသူငယ်တွေနဲ့လက်နက်ကင်ပဋိပက္ခဆိုင်ရာအတွင်းရေးမှူးချုပ်ရဲ့ကိုယ်စားလှယ်စီစပေးဖို့တိုက်တွန်းထားကြောင်း SACM ကဆိုပါတယ်။ မြန်မာနိုင်ငံမှာကလေးတငယ်တွေပေါ်ပြိပခါတွေရဲ့တက်ရောက်မှုအကြမ်းဖက်တိုက်ခိုက်ခံရမှုတွေအပါအဝင်ကလေးတငယ်ခွင့်ရေးချိုးဖောက်မှုတွေဟာ2023ခုနှစ်မှာ400ရာခိုင်နှုန်းကျော်တိုးလာတယ်လို့ကုလသမဂ္ဂအတွင်းမှုချုပ်ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ကလေးတငယ်တွေနဲ့လက်နက်ကင်ပြိပခါဆိုင်ရာနောက်ဆုံးစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်အစ္စရေးကတီဟီယန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အီရန်ကလည်းဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်နေတဲ့သတင်းကိုမျိုးစီမဝိုင်းတော်သားမောင်ခန့်တွေကတင်ဆက်ပေးမှာပါအီရန်ကအစ္စရေးကိုစနေနေ့ကဒုံးကျည်တွေနောက်တလိုင်းဖြတ်ပစ်ပြီးလူနေရပ်ကွက်တွေအတွင်းကြားရောက်ပေါက်ကွဲပြီးအများပြားဒဏ်ရာရရှိခဲ့ပါတယ်အစ္စရေးကလည်းတီဟီရန်ကိုပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်အရာတိုလာအစိုးရရဲ့ပြင်းမှန်မှန်သမျှကိုတိုက်ခိုက်သွားမယ်လို့ အစ္စရေဝင်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကကတိပြုပြောကြားလာပြီးနောက်တိုက်ခိုက်မှုအစ်စ်တွေထပ်မံထွက်ပေါ်လာခဲ့တာပါအီရန်တမရမတ်ဆပ်ပီဇခီအန်ကသူတို့ကိုနောက်ထပ်တိုက်ခိုက်လာပါကပုံမပြင်းထန်အင်အားကြီးရဲ့တုံ့ပြန်မှုကိုခံရမယ်လို့တတိပေးလိုက်ပါတယ်တိုက်ခိုက်မှုတွေရှော့ချရေးတောင်းဆိုတန်တွေပုံမထွက်ပေါ်လာစင်မှာပဲ တနင်္ဂနွေနေ့ကကျင်းပဖို့အစီအစဉ်ထားတဲ့အမေရိကန်နဲ့အီရန်နျူကလ িয়ার အရေးဆွေးနွေးပွဲနောက်တစ်ချို့ကိုပြဖြတ်လိုက်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကိုခံနေရစဉ်မှာဆွေးနွေးညှိနှိုင်းမှုတွေမပြုလုပ်နိုင်ဘူးလို့အီရန်ကပြောပါတယ်။တောက်ကြနေလင်းအကြီးကစတင်ခဲ့တဲ့အစ္စရေးရဲ့ဆက်စင်ရေးဟာအီရန်ရဲ့လေကြောင်းရန်ကာကိုရေးစနစ်တွေနျူကလ িয়ার နဲ့စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ တီဟီရန်ရဲ့အဆိုအရတိုက်ခတ်မှုကြောင့်ထိတ်တန်းတက်မှုတွေနျူကလ িয়ার သိပ္ပံပညာရှင်တွေအပါအဝင်ဒါဇင်ပေါင်းများစွာတေဆုံးခဲ့ပါတယ်။အီရန်ကနောက်တတုပ်ပြစ်လွတ်လိုက်တဲ့ဒုံးကျည်တွေကိုကြားဖြတ်ဟန်တားနိုင်ခဲ့ပြီးတပြိုင်တည်းမှာပဲတီဟီရန်ရှိစစ်ရေးပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကစနေနေ့ကပြောကြားလိုက်ပါတယ်။ အစ္စရေးတိုက်ခိုက်မှုဟာအီရန်ကာကွယ်ရေးဝန်ကြီးဌာနဌာနချုပ်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးအစအဦးတစ်ခုပျက်စီးသွားတယ်လို့အီရန်သတင်းအေဂျင်စီကသတင်းမှပေးပို့ထားပါရဲစစ်တပ်ကတော့ဘာအခြေအနေမှမှတ်ချက်မပေးထားပါဘူးခင်ဗျာအခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကို တင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတို့သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ကနေ့တော့နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစက်ကောင်စီသတ်မှတ်စဉ်1100ကျပ်ပြင်ပပေါင်စဉ်4500ကျပ်စင်ကာပူဒေါ်လာကိုစက်ကောင်စီသတ်မှတ်စဉ်1639တသမ49ကျပ်ပြင်ပပေါင်စဉ်3528ကျပ်ဥရောပဒေယူရိုကိုစက်ကောင်စီသတ်မှတ်စဉ်1423တသမ39ကျပ်ပြင်ပပေါင်စဉ်9189ကျပ် ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64ဒသမ9ကျင်ပပပေါင်စီ139ဒသမ16ကျင်လေယာတရင်ကိကိုစစ်ကောင်စီတတ်မှတ်စီ464ဒသမ93ကျင်ပြင်ပပေါင်စီ1065ကျင်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရပြည်တွင်းရွှေစင်းတို့တွေကတော့ ခောက်ရွှေတကြသားကို ရွှေကုံတဲ့အတင်းတတ်မှတ်စေ59ဒင်းချံပြင်ပပေါ့စေ80ဒင်းချံစကားပဲတကြသားကိုရွှေကုံတဲ့အတင်းတတ်မှတ်စေ55ဒင်း3250ချံပြင်ပပေါ့စေ55ဒင်း3000ချံပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရရန်ကုန်73စီစဉ်တုံးတွေကတော့ ဒီဇယ်လီတာကို2430ကျပ်ပရီမီယံဒီဇယ်လီတာကို2990ကျပ်အော်ဒိတ်92လီတာကို2850ကျပ်အော်ဒိတ်95လီတာကို2995ကျပ်ပေါင်ဈေးရှိပါတယ်။ဘောပြပါစသုံးစီစဉ်လုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရအဆောင်စီစဉ်လုံးတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6130ကျပ် ပြင်ပပေါင်စင်8000ကျောင်းပေါင်စင်ရှိပါတယ်။ဘောပြပါစင်တို့ကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမကြီးမှ prime time မြစည်းမှသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ Andrina